ချေရဲ့6လလောက်ပဲဆိုရင်တော့မနှင်းပွေဖြူမှာအဲဘယ်လိုပြောမလဲငွေလေးဝင်လာလိမ့်မယ်เนาะငွေတွေဝင်လာတဲ့အဲဘယ်လိုပြောမလဲတခြားတော့ဒီနံပါတ်မှာငွေဆွဲအားကောင်းတဲ့နံပါတ်လေးလေးပါနေပြောပါတော့အဲ့တော့ငွေတွေဝင်လာလိမ့်မယ်ဒါပေမဲ့အကြာပြီးအကြာပြီးဆိုရင်တော့ ွေလက်ထဲမှာမမကျန်တော့လားကြာပြီဆိုရင်ငွေငွေရဲ့လက်ထဲမှာမကျန်တော့ဒီနံပါတ်ကလေအမနင်းပွေဖြူကအရန်တောင်းယူတတ်တယ်နော်နော်အရန်တောင်းယူတတ်တယ်အရန်လက်အပင်မခံနေအယယာကိုလင်းလင်းနဲ့နဲ့သွေးခေါ်တယ်ဒါပေမဲ့ပတ်စံတောင်းတဲ့အခါကျတော့မသွေးတော့အလောက်ထဲမှာဟိုမိသားစုအပေါ်မှာ လုတ်ဖို့ဂိုင်ဘက်ဒီပေါ်မှာအယန်းနဲ့လေးနဲ့တဲ့အယန်းနဲ့တမိုးထားတဲ့အယန်းနဲ့တောင်အလိုဘလို့မလေးနဲ့တလဲဒီနဘကငွေလေးလက်ထဲမှာရှိလာလို့ရှိရင်အယန်းနဲ့တုံးချင်တာနော်တုံးချင်တယ်ဆိုတာဘလိုမျိုးတုံးတာလဲဩအမျိုးကိုကြည့်တော့လက်စိတ်ပူတော့ပေးခြင်းကန်းခြင်းလှူခြင်းတန်းခြင်းအဲ့လိုမျိုးပေါ့နော်အရာတိုင်းကကိုက ဟိုဟာလဲအေးဖြစ်တယ်ပေးလိုက်အောင်မယ်ဒီဟာလဲဖြစ်တယ်ပေးလိုက်အောင်မယ်အဲ့ဒီလိုမျိုးဖြစ်တယ်နမောဆိုရင်ဒီနံပါတ်ကအချက်မရေးချောက်ကုန်ပါတယ်အယိုးအကျော်အစစ်တွေနားတယ်နော်အယိုးအကျော်အစစ်တည်းဒီအယိုးတည်းအစစ်တည်းနောက်ပြီးတော့တအိမ်အဲရာဒီမမှန်တာတွေဓမ္မတဲ့တဲ့ယောဂါတွေဖြစ်တာတွေတော့ဒီဒီလိုမျိုးဖြစ်တယ်။ तू က ကောင်းတဲ့အကွက်ကကြတော့ခုနတစ်ချက်ပြောတဲ့တာဝန်ယူမှုကတော့ထိတ်ဆုံးမှရှိတယ်เนาะအရင်ကတာဝန်ယူတတ်တယ်အဲ့ဒီအရာကတော့တစ်ချက်ချိန်မွှန်းရမယ်ဒါပေမဲ့ငွေရလက်ထဲဘာမှမစရာဘူးဒုက္ခပေးတဲ့လူဝန်ကြီးရနေတယ်အိုးဥပမာကွာနောက်ပိုင်းကြလို့ရှိရင်ရလက်ကမှန်းချက်နဲ့နှမ်းထွက်မကြိုက်ဘူးကိုတခုခုမှန်းလိုက်လို့ရှိရင်လွဲသွားတယ် ရတော့မလို့လို့နဲ့မရဘူးအဆင်မပြေဘူးเนาะအဲတော့ကပေးတဲ့လူဝန်းရံနေတော့ပေါ့ကိုဟာကိုဒီနံပါတ်ကကိုဟာကိုနဲ့ရတော့တတရရပဲဒါပေမဲ့လူများနဲ့ပတ်သက်လာလို့ရှိရင်ပတ်ဝန်းကျင်နဲ့ပတ်သက်လာလို့ရှိရင်အိမ်တော်ရှိလို့ရှိရင်ဟာဘာတွေလည်းမသိဘူးเนาะဟိုတစ်နေ့တစ်မြို့မယိုးတဲ့ပြဿနာကိုယူလာပေးတယ် အစပိုင်းကသာငွေဝင်မှုရှိတယ်လို့ကိုဟာကိုအေးနေရာတစ်ခုရတယ်လို့လို့ဒါပေမဲ့နောက်ပိုင်းကျတော့ဟိုအခုတုံးနိုင်ကြပြီဆိုရင်အဖက်ဖက်ကနေကြည့်လိုက်အိမ်တော်ရေးဆိုရင်လည်းမတင်းဝှေ့ဖြူကအိမ်တော်ရေးအစင်မပြေနေဘူးနော်တချို့လူဆိုအိမ်တော်မကွဲတယ်အခွင့်အရေးအားလုံးငန်းကြိုင်ကန်ဒီမှာရတော့မလို့လို့နေမရဘူးလုံအလုတ်ထဲမှာနေရာကောင်းမရဘူး ငွေမကြည်မ်းဘူးအလိန်ခံသိဖို့မကြည်မ်းတော့ဒီနံပါတ်ကသူပြောမယ်ကြာလေတွတ်တက်လာနေမှာကြာလေနေလာလေကြာလေနေလာလေကြာလေနေလာလေကြာလေကောင်းလေကြီးอ่ะနော်တွတ်တက်လာမှမရှိနိုင်ငံသားမှရှိနေလေဟိုအလောက်တက်လောက်နေတယ်ဘာမှကိုမကြံနေဘူးဒီလိုမျိုးအဖြစ်မျိုးပေါ့နော်တီချာတို့ အဲပြုတ်ပြုတ်ပြုံးနံပါတ်လို့လည်းသူ့ကိုခေါ်တယ်။ဒါကြောင့်မို့ဘဝမှာပေါ်လာတဲ့အရာတစ်ခုပဲရှိသေးယောဂယောဂထူလာတယ်။ယောဂများလာတဲ့အယိုးအကျော့အစ်စ်တွေတော်တော်နာတယ်။နောင်နောက်ပြီးတော့နှလုံးအားနေတာလည်းရှိတယ်။ဒါကိုအထူးသတိထားရမယ်။ဒါကမှရှင်းပွေဖြူအသုံးပြုထားတဲ့နံပါတ်လေးပဲဖြစ်တယ်။ မှန်တယ်ဆိုရင်တိကျအင်ဂျင်ကိုမှန်တယ်လို့ရေးခဲ့ပေးမယ်ဘာလို့ဆိုတော့တခြားလူတွေနဲ့တေးရအောင်နော်โอเคနံပါတ်ပြောင်းခြင်းလို့ရှိရင်တော့တိကျမှာအလောက်အနှံလို့ရတယ်ပြောင်းလိုက်တာကဟိုပြောရမယ်ဆိုရင်ကောင်းတာပေါ့နော်ဘာဖြစ်ဆိုနံပါတ်၄ကိုအပေါ်မှာအရင်လွှမ်းမိုးလာလို့ရှိရင်ဒီလိုနံပါတ်၄6ခွန်ပညာလို့ဆိုတာပြုတ်ပြုတ်ပြုံးနံပါတ်မို့လို့ပါကျေးဇူးများကြီးတင်ပါတယ်တိချေပြောနေတာမှန်လို့လို့ငိုချင်ဝန်းနေလဲ င်နာမကတချိန်တခါကလည်းကိုလဲဟိုလက်မထောင်နိုင်ခဲ့တဲ့အနေအထားမှာရှိခဲ့ပါတယ်။ဒါပေမဲ့သူကကြာလီနစ်လေကြာလီနစ်လေဖြစ်နေပေါ့နော်ဒီလိုမျိုးရှိပါတယ်။ Okay မမခိုင်ကြည့်စုပြပြီးတော့နံပါတ်ကို9လုံးလောက်ရေးလာပေးပါနော်။အနောက်က9လုံးမလေးဆိုရင်လည်းအဲ8လုံးလောက်ပေါ့နော်။ဒါမှမဟုတ်တော့အဒီရေးလာတဲ့6လုံးနဲ့ဒီချေဟောလို့မရဘူးလားဆိုလဲဟောလို့ရပါတယ်။ ဒင်းလောင်းလေးနဲ့လည်းဟောလို့ရပါတယ်ဘယ်လိုဟောလို့ရလဲဆိုတော့အချောက်လုံးနဲ့တီချဲဟောလို့မရဘူးလားဆိုလဲဟောလို့ရပါတယ်ဒင်းလောင်းလေးနဲ့လည်းဟောလို့ရပါတယ်ဘယ်လိုဟောလို့ရလဲဆိုတော့မမခံရနှစ်ခုဖြစ်နေတယ်အာလူကတယောက်ပဲစိတ်ကနှစ်ခုဖြစ်နေတယ်အမှုအခင်းတရီထားပါ အကျိုးလဲတင်စေတယ်အပြောကြောက်ရံများရတဲ့အပိုင်းတွေအများကြီးရှိတယ် ဟိုဘယ်လိုပြောမလဲတခြားတော့ကြောက်တုံးခံရတာပေါ့နော်အပြောအကြောက်အရှုပ်အရှင်းစကားအရှုပ်အရှင်းညီရှင်းရလေကိုကမပြောထားဘူးဒါပေမဲ့သူတို့စကားကိုစကားဖြစ်တယ်အဲ့ဒီကနေပြီးတော့အရှုပ်အရှင်းဖြစ်တယ်ကိုကိုပြင်ဆိုင်တဲ့လူတွေကများတယ်အဲအဲ့လိုမျိုးလေးတွေပေါ့နော်အများတန်းကြုံတယ်ကိုကသူများကို idea ပေးလိုက်လို့ရှိရင်သူများအတွက်ကအဆင်ပြေတယ်ကိုက အဆင်မပြေဘူးနောက်ပြီးတော့ဒီမမခိုင်ရကြတော့တော်တော်လေးဟိုဟာရရှိစီမံကိန်းဆွဲတယ်နော်ဟဲငါကအဲ့ဘယ်လိုစူးစမ်းမလဲပေါ့ဘယ်လိုပလန်တွေကြီးကြီးမားမားချထားတယ် ဥပမာဒီလကုံဒီနှစ်ကုံလို့ရှိရင်ငါဘာလုပ်မလဲပေါ့နော်ဘယ်လိုစီစဉ်မလဲပေါ့ဘယ်လိုစီဝိုင်းလေးလုပ်မလဲငါအနာဂတ်ကိုတိုးတက်ဖို့အတွက်ပေါ့အဲအဲ့လိုမျိုးလေးပေါ့နော်ပလန်ချအားတော့တော်တော်လေးကောင်းတယ်ကိုကိုကလည်းယုံကြည်မှုရှိတဲ့လူတစ်ယောက်တော့ဖြစ်တယ်ဒါပေမဲ့တခါတလေကြတော့လေတနာလွန်တက်တဲ့စိတ်လေးလည်းရှိတယ်သူကတခါတလေကောင်းမှာနော်ဥပမာမမခိုင်ရဲ့လူတစ်ယောက်ကိုကူညီလိုက်တယ်ပါးစပ်ကပြရပြ တယ်နော်သူ့ကိုမကူညီလိုက်ရလို့ရှိရင်လေကို့မှာအပြစ်ရှိနေလို့နဲ့မပြတ်ဘူးမပြတ်ဘူးလားဆိုရင်လည်းပြတ်တယ်လို့လို့အဲ့လိုမျိုးဟိုကိုကိုကိုတော့ငါဘာဖြစ်နေတာလဲပေါ့ငါငါငါဘာမလို့ဟိုမပြတ်မသားနဲ့တဝဲလဲလဲဒီဖြစ်နေတာလဲပေါ့နော်ဒီလိုမျိုးရှိတယ်ဒီနံပါတ်ကအဲတီချဲတော့အကျိုးရေးကိုဖိတ်ခေါ်တဲ့နံပါတ်တစ်ခုနော်ဘာဖြစ်လို့အတီချဲအလောက်ထိ ပြောနိုင်ရတာလဲဆိုတော့ဒီလွန်နံပါတ်မျိုးတရှယ်သုံးမှုတွေအဲ့ရောင်းကတရှယ်တို့ဘလဲ2019တုန်းကတရှယ်အဲ့တုန်းကနံပါတ်မပြောင်းရသေးဘူးနော်နံပါတ်မပြောင်းရသေးဘူးအဲ့တရှယ်အခုမမခိုင်သုံးထားတဲ့နံပါတ်သုံးမှုတွေသုံးတော့ဘာဖြစ်လဲဟာရည်ရွယ်ချက်တွေရည်မှန်းချက်တွေအကြီးလိုက်တာ ကိုပိုင်စီဝိုင်းရေးတွေလုပ်တယ်ဈေးတွေရောင်းတယ်ခိုင်းမှာဆိုင်ကန်းလေးတွေငှားတယ်နော်တခြားအင်ကြီးအထယ်ဆိုင်လေးတွေဖွင့်တယ်အတခြားလဲလုပ်တယ်မကြောက်လုပ်တယ်မကြောက်အရင်တော့ကောင်းကောင်းမရသည်ဘာဖြစ်လဲခိုးဝင်နေတော့ဟာတော့တခြားစီဝိုင်းရေးတွေအပြုတ်ပါလားအိုရှိရတဲ့ပတ်စံတွေတော့မှအကုန်ပြောင်းနေနော်။ဘာဖြစ်လို့ရင်းနှီးမြှုပ်နှံမှုလောက်ထားတာအများကြီးလေ။ အဲ့လိုမျိုးလေးတော့နလွဲချောင်မှုလေးတွေဖြစ်တယ်။အဲအဲ့ဒါကြောင့်မို့ဒီလိုနံပါတ်တွေကအကျိုးရေးကိုဖိတ်ခေါ်တယ်အမှုအခင်းကိုလည်းဖိတ်ခေါ်တယ်မတော်တဆအထိခိုက်မှုဖြစ်မှုကိုလည်းဖိတ်ခေါ်တယ်မျက်လုံးအပ်တယ်မျက်လုံးနာတယ်အလင်းမခံနိုင်ဘူးခေါင်းကိုက်တယ်အိတ်မပြောဘူးအာနောက်ပြီးတော့မတော်တဆထိခိုက်မှုရှိတယ်နော်နောက်ပြီးအောက်နောက်အယုံကျော်နဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူး เนาะဒါကဘယ်လိုလဲမမခိုင်အသုံးပြုထားတဲ့နံပါတ်၄ပဲဖြစ်နေသူကတော်တော်လေးမဖြေလေနဲ့နောက်ပြီးတော့ဒီနံပါတ်ကလည်းတခါတည်းနေဥလန်းချောင်းအစာအိမ်လည်းအာမကောင်းเนาะနောက်ပြီးတော့တချို့လူတွေမှာဆိုရင်နေမကောင်းဖြစ်တယ်တွားကုတ်တော့အဖြေရှာမရเนาะဒီဒီလိုမျိုးဖြစ်စေတာပေါ့เนาะအဲ့ဒါလေးတွေကနံပါတ်ကဆွဲတဲ့ဆွင့်ငင်အတခုဖြစ်ဖြစ်တယ် တောင်းခွန်တို့ရဲ့သဘောတရားကအယဲနဲ့ကြိုးစားတာပေါ့ကြိုးစားပြီးမှလည်းဒီလွန်နံပါတ်တွေကတရှေတို့အာနံပါတ်ပညာလောကပေါ်မှာသူ့ကိုဘယ်လိုနာမည်ပေးထားလဲဆိုတော့ဥပမာခုန6ခွန်3ညကပြုတ်ပြုတ်ပြုံးနံပါတ်ကြာလီမွဲလီနံပါတ်အဒီနံပါတ်ကလည်းကြာတော့ဘယ်လိုမျိုးလဲဆိုတော့ကန်ဆုံးမှသွားလေရမိုးလိုက်လို့ယူပါ ဘာပဲလုံလုံလွယ်နေတယ်။ကိုညီတဲ့လူမရှိဘူးစိတ်ဖြစ်စီပေးတဲ့လူပဲရှိတယ်။အိမ်တော်ကြီးဆိုရင်အိမ်တော်ကြီးကိုယ်ရင်စီတယ်။မပြေလည်နေဘူး။တတိယလူပြတနာဟိုပြတနာဒီပြတနာသူများစကားကိုစကားဖြစ်အဲ့ဒါတွေကိုရှုပ်ရှက်ခံနေတာ။နော်။ဒါဒီလိုမျိုးဖြစ်စေတဲ့နံပါတ်လေးပဲဖြစ်ပါလေ။နော်။ဟုတ်ကဲ့ပါချစ်စုများကြီးတင်ပါတယ်။ ဘရာရှောရလဘေးကိုညီဘရာရှောရလဘေးစီဂျမာရဲနော်ရှောရလဘေးတဲ့လူတွေကြတော့ဒီရှယ်ကကြော်ဝိုင်းရင်လည်းကြော်ဝမယ်ပါကြပါကြပြဲမလို့မမဟုတ်ဘူးဘလို့ဆိုတော့ကိုညီဘရာရှောရလတဲ့လူကြတော့ဒီရှယ်တော့အော်နော်အော် तू ကအဲတူဦးပေါ်တူဦးပေါ့နော်ဒါဒါဒါတော့နားလည်ပေးပါ โอเค พอลาบิอ่าอะเตลิอจีไปละเดอะเตยะบลูเนยดิเชยละตะตอลิน่ะจีซะอมายิติมาเด O M A ကဘယ်လိုလဲအောင်မအေးလားတချို့ကလည်းနာမည်ချိန်လိုက်ပြန်နော် OMA ကဒီချက်ကို sure လုပ်တယ်ဒါပေမဲ့ OMA ရဲ့နံပါတ်ကိုဒီချက်ကမတွေ့မိအဲဆိုရင်မမတက်တာလားမသိဘူးเนาะအဲ့တော့မြန်မာလုံမှန်လာလေရတယ်เนาะဟုတ်တယ်အာအဲ့ဆိုအုံမအေးတေချာဝါဖွလေပြီခုနဖွလာပြီလို့ခေါ်လိုက်တယ်ကြည့် နံပါတ်ကိုမြန်မာလိုမှန်လာခဲ့မမတတတ်ဖြစ်မယ်နော်မန်းနေလည်းနေနေတာကိုတွေ့ရှိရတယ်အော်အသေးလေးက1.6 kg ရောင်ရောက်သွားရင်ဒီနေ့ဒီချေကနေ့လေကလိုင်းဝင်ဖို့အမနေ့လေကအပြင်းပွားလိုက်တယ်ခုနကမှပြင်းရုံတယ်အစင်းလာတော့လိုက်လို့ပြီးသမင်းဆိုင်ကောင်းမလားစဉ်းစားသမင်းဆိုင်ပြီးလိုက်နေကောင်းမလားအိုးသမင်းလေးမြင်းမြန်းစားရအောင်လိုက်မြေပြီးမှသမင်းစားတော့ အဲ့တော့လေချင်းမင်းတို့သမင်းစားကြပြီးွားပြီလားထိုင်းမှာဆိုရင်တချို့လူတွေကဒီနေ့ဒီအဒီအချိန်မှာဆိုရင်တချို့ကအခုမှအလောက်ကနေပြင်ရောက်ပြီเนาะတချို့ကအဟာချက်တုံးပြုတ်တုံးပေါ့မယုတ်သေးလေးလေးထောင်းတုံးပေါ့เนาะတချို့တွေကဒီရက်ကိုသမင်းစားရင်းနဲ့ကြည်တာပေါ့ဟာလာလူချင်းမင်းတို့ကရောအခုမလောက်ရင်းနဲ့တချို့ကိုကြည်နေတယ် တခါအရင်တော့ဆိုရင်ဒီချက်လိုင်းတွင်းလို့ရှိရင်အဲ့လိုမျိုးဘာလုပ်နေလဲအော်တချို့ကငရုတ်တီထောင်းရင်းနဲ့ဒီချက်ကိုနားထောင်နေတာတချို့ကအဝတ်လျှော်နေရင်းနဲ့နားထောင်နေတာနော်တချို့ကသမင်းစားပြီးသွားတာအမလီအဲ့ရလဲမဟုတ်ပုတ်တီပုတ်ပုတ်အမ်မအိတ်ခင်ကြည့်တာအစီအမံအော်ရှစ်ခွေဟောအဲ့ဒါဆိုစိုးစိုးအိတ်တာပဲနော်โอเคအာ မအောင်မအေးရဲ့နံပါတ်တက်လာပြီเนาะ38 934 934 3ည။အိုးနံပါတ်4ကမှတ်ရလွယ်တယ်เนาะ။ဟောမအေးရဲ့ဘာနံပါတ်လဲ။အိုးငါနံပါတ်က38 934 934 3ည။အလဲမှတ်ရလွယ်တယ်။ဘဝမှာလည်းတော်တော်မှတ်သွားမယ်ဒီနံပါတ်3လို့ရှိရင်။မဖြစ်လား။ပြောတဲ့စကားလုံးဒီ ဘဒူကိုပဲမအောင်မအေးရပြောပြောချူတာပြီးပြောတာပဲဖြစ်ဖြစ်အောက်ချူပြီးပြောတာပဲဖြစ်ဖြစ်မြောင်ပင့်ပြီးပြောတာပဲဖြစ်ဖြစ်စေတနာခြေထားပြီးငောက်ပြီးပြောတာပဲဖြစ်ဖြစ်ဘလို့ပဲပြောပြောသူများရဲ့နားထဲမှာမတည့်တာအော်ဘလို့ပြောမယ် ိုကပြောတာကွာကောင်းစေချင်လို့ပြောတာပေါ့နော်ဒါပေမဲ့သူမြတ်ကိုရဲ့စေတနာဝေဒနာဖြစ်အောင်အမြဲတုပ်ပြနေစကားကဒီလိုနံပါတ်ကနှုတ်အနစက်မပီးတဲ့နံပါတ်တစ်ခုပေါ့နော်သူမြတ်ပြောတယ်မှန်တယ်အဲ့ဒီစကားပဲကိုပြောရင်မှားတယ်မကောင်းဘူးပေါ့အဲ့အဲ့လိုမျိုးပေါ့နော်ခံစားစေရတယ်နောက်ပြီးတော့ခုနကပြောလို့ စကားအရှုပ်အရှင်းတွေလည်းရှိရတယ်။ဘဒုကိုပဲဘလို့ပဲပြောပြောနော်စေတနာဘလဘွားနဲ့ဘလောက်ပဲပြောနေပါစေအစ်မမေဘူး။ဒါအပြောနဲ့ပတ်သက်လို့ရှိရင်ဒါလက်ပိတ်တဲ့နံပါတ်တစ်ခုဖြစ်တယ်။နောက်တစ်ခုကဒီနံပါတ်ကအိမ်ထောင်ကြီးမှာအိမ်ထောင်ကြီးမှာတအုပ်နဲ့တအုပ်ဟိုဘလို့ပြောမလဲ တွင်းလိုက်တဲ့နဲ့ရန်ဖြစ်ခြင်းနဲ့စိတ်တဖွာဖွာဖြစ်နေတယ်နော်တွင်းလိုက်တဲ့နဲ့စကားသုံးလေးခုပြောလိုက်တဲ့နဲ့အာရန်ထပ်ဖြစ်ခြင်းနေပြီအစိမ်မပြေဘူးစကားများနေရတယ်ချစ်လမ်းမင်းတို့ချစ်ပါလေဒါပေမဲ့မပြေလေတာနော်မပြေလေဘူးနောက်ပြီးတော့ငွေဟာဝင်လိုက်တဲ့နဲ့ချက်ချင်းကိုထွက်တော့တယ်လက်ထဲမှာငွေအများကြီးရှိတယ်ဆိုတော့မရှိဘူး ငွေကဘယ်ဝညာထွက်ပဲငွေလုံးဝမမြဲဘူးငွေနဲ့ပတ်သက်ပြီးတော့အမြဲတမ်းပြဿနာဖြစ်နေတယ်နော်ပြဿနာတွေဖြစ်နေတယ်နောက်ပြီးတော့ဒီနမကပါဇက်နာတယ်နော်တဖုံးတွေနာတယ်ပါဇက်တွေနာတယ်လေပြွန်လေးတွေနာတယ်ဦးလန်းချောင်းလေးတွေအစာအိမ်လေးတွေအားနေတာကို တွေ့ရှိရတယ် တဲမယ်ဆိုရင်ဒီဒီပါဇက်ကနေလေဒီလေချောင်းတခြားပေါ့နော်ဒီတခြားပေါ့အစာအိမ်ရောက်တဲ့အထိ problem လေးတွေတော်တော်များတယ်မတတဆထိခိုင်းမှုလဲဖိတ်ခေါ်တယ်နောက်မိတာတကယ်လို့ဒီနံပါတ်ကိုမအောင်မအေးကတောင်းမှာတချေရဲ့တောင်းလာတာလဲနှစ်နှစ်လောက်ရှိပြီဆိုရင်အေးကအမှုရုပ်တရက်အမှုအခင်းဖြစ်တယ် ရုတ်တရက်ခွဲစိတ်ကူတာမှုခံရတဲ့ရုတ်တရက်အိမ်တော်ကွဲခြင်းမျိုးဖြစ်စေတဲ့အဲ့ဒီမှာဘာတွေယောဂါတွေထပ်ဖြစ်လာလဲဆိုတော့နှလုံးအသက်ရှူမဝတာတွေတက်ပြီးတော့ဖြစ်လာစေတယ်ဘာလို့ဆိုတော့ဒီလိုနံပါတ်၄ကတောင်းလာတာတစ်နှစ်ကျော်နှစ်နှစ်လောက်ဆိုရင်သစ္စာဖောက်ခြင်းခံရတဲ့နံပါတ်ကစတဲ့အလုံးလုံးပြီးကောင်းကောင်းလုံးလုံးပြီးเนาะဒါကြောင့်မလို့ ေလိုအဖြစ်မျိုးတွေလဲဂျုံစီတွေနံပါတ်မျိုးဖြစ်တယ်ငွေလုံးကလက်ထဲမမြဲဘူးအဝင်လာတယ်အဲအခုဒီနေ့ဘယ်နေ့ရနေလဲ20ရက်နေအာအေးအောင်ကငါတို့လုံငန်းမနေတယ်ကပတ်စံထွက်ပြီအဲ့ဒီနေ့မှရင်ကောင်းနေပြီနော်အချောင်းမျိုးမျိုးကြောက်ကိုမှဘာမှမရှိဘူးအနာဂတ်အတွက်စုဖို့ဆောင်းဖို့ဆိုတာလည်းမရှိဘူးနော်သူက အကြောင်းရှာပြီးတော့ကိုငွေကထွက်နေတာကိုစီမငွေမမြင်သူနဲ့ကိုနဲ့ fighting ဖြစ်ထားတဲ့ကြတော့ဒီလိုမျိုးအဖြစ်မျိုးကြုံစီတယ်ဒါမှအောင်မအေးအသုံးပြုထားတဲ့နံပါတ်၄ပဲဖြစ်ပါလေမှန်လားမှန်တယ်ဆိုရင်ဒီချက်အင်ဂျယ်ကိုမှန်တယ်လို့ရေးခဲ့ပြီးမယ်နော်ဂျေဇုအမကြီးတင်နေ short လောက်ပေးတဲ့လူတိုင်းကိုလည်းဂျေဇုအမကြီးတင်နေအတဲလေးခောက်လာတဲ့လူတိုင်းကိုလည်းဂျေဇုအမကြီးတင်နေဒီချက်ကိုအခု follow post လဲဆိုတော့တရင်ကနေတနေ့လာအင်္ဂါအတွက်အချစ်ကြီးကောင်းကောင်းစီတဲ့နံပါတ်၄တွေစသဖြင့်ပေါ့နော်အဲ့လို post ၄တွေကိုဒီချက်တင်နေတယ်အဲဝင်ရောက်ပြီးတော့လဲလေ့လာကြည့်လို့ရတယ်မှန်းလို့လည်းရတယ် မှန်တဲ့ချဲတဲ့โอเคနော်အော်လူတွေဒီနေ့တော်တော်လေးနည်းနေပလားလူတွေဒီနေ့တော်တော်နည်းနေပလားဓမ္မမောင်လို့ရေးဒီချဲရေကိုဒီချိန်မှာ live မလာတော့မသိဘူးဓမ္မမောင် live မကောင်းလို့ line တွေကလည်း internet တွေကလည်းမငြိမ်းတော့ခုနောက်ပိုင်းတက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်နဲ့တတ်တတ်မှတ်တယ်တတ်မှတ်လို့မရဘူး

အဲ့ဒါဆိုရင်ဒီချေ live stream မယ်နော်ဒီချေ content မယ်လောက်တော့မယ်ဘာလို့လဲဆိုတော့ချိတ်ဆက်မှုကမတည်ငြိမ်ဘူးလို့ဖြစ်နေတယ်ပေါ့နော်အဲ့ဒါဒီချေ live stream ပြီးတော့ဒီချေ content လေးတွေရိုင်းလိုက်ရင်တော့မပိုပြီးတော့ကောင်းမယ်ထင်တယ်နောက်ပြီးတော့ဒီတဲမှန်မှန်လာတဲ့ဒီချေမတွေ့တာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဟုတ်ကဲ့ဗလဲတိချဲ့ရဲ့အခုလိုင်းလွင့်နေတဲ့အကောင့်တွေမှာဝင်ရောက်ပြီးတော့မန့်သွားလို့လည်းရတယ်အဲဝင်ရောက်ပြီးတော့အဲနံပါတ်6ချင်းနဲ့ဆူပြီးတော့ နဲ့ရတဲ့တချေတို့အစိမ့်ရနံပါတ်မဟုတ်ဘူးဆိုရင်တော့တချေတို့အခမဲ့နှလုံးစစ်ပေးပါတယ်နော်နောက်ထပ်စစ်ချင်တဲ့နံပါတ်များရှိခဲ့လို့ရှိရင်တော့ဒါပညာရေးပေးသွင်းရမှာဖြစ်ပါတယ်အခမဲ့ဟိုကြတော့တချေတို့နှလုံးစစ်ပေးပေးပါတယ်နော်အဲ့တော့တချေဒီနေ့ nice မယ်နော်စိတ်ချမ်းသာခြင်းကိုကြမခြင်းနေပြည့်စုံကြပါစေဘဝမှာလုံခြုံစိတ်ချအဆင်ပြေကြပါစေ ပေါများကြောပြည့်စုံကြပါစေနှလုံးစိတ်ဝမ်းအေးကြပါစေလို့ ဒီခေတ်ကစုမုံကောင်းတောင်းပေးတယ်။အဲဒီနေ့အတွက်ကတော့လူတွေလက်တအားနေတယ်ပြီးတော့အဲ life ကလက်တအားနဲ့ညင်နေတယ်အဲ့တော့ဘလို့ခေါ်မလဲ။အင်တာနက်မှာကောင်းလို့ဖြစ်မယ်နော်။ဒီခေတ်လိုက်စင်းမယ်။အခုကြည့်နေတဲ့ခုနှစ်ရက်တသမီအလုံးနင်းလာပါ။